နေ့လည်း2နာရီလောက်ကသူ့စီကိုဖုံးဆက်တော့အန်ဒီတဲ့သားပြန်လာတော့ပြန်လာမယ်တဲ့သားတို့နေ့ကစိတ်ပူလို့မြန်ပြန်လာပေါ့နော်သူပြောလိုက်တော့ဟုတ်ကဲ့သားပြန်လာနေပြီတဲ့အဲ့လိုပြောလိုက်နောက်4နာရီလောက်မှာ4နာရီခွဲလောက်ဖုံးထက်ဆက်တော့ဖုံးကမကင်ဘူးမကင်တော့မားလည်းစိတ်ပူနာပါတော့။နောက်ကြတော့9နာရီကြော်ကြော်လောက်ပေါ့။9နာရီ15လောက်တော့ရှိပြီထင်တာပဲ။တေချာတော့မကြည့်မိဘူး။အဲ့ချိန်ကျမှဆေးရုံကနေဖုံးလန့်ဆက်တယ်။မောင်စီသူရှိန်တို့အိမ်ရလာပါတော့။ဟိုကြည်ထိထားလို့ပါပေါ့။ စေရုံမမြန်လေးလာခဲ့ပြီပါဗောဘယ်ကိုထိတာလဲဆိုတော့ရင်ဘက်ကိုထိတာပါတဲ့ဆိုတော့အမားတို့လည်းရင်ဘက်ဆိုတော့နည်းတော့လန့်သွားတာဗောနော်လန့်တော့အန်လေးလိုက်သွားတာဗောကမန်ကလေးမားတို့လည်းမြန်မြန်လိုက်သွားခိုရောက်တော့သူကသတိတော့ရှိတယ်သတိမလို့ဘူးဒီညာဘက်ရင်ဘက်ကိုတစ်ချက်နောက်မှအဲ့နောက်ကတရားအောင်မားတို့ကပထမမတွေ့ဘူးအဲ့သူရင်ဘက်ကတရားအောင်လောလောဆယ်ဗောနော်ဟိုဘယ်လိုပြောမလဲ အရေးပေါ်ကူတာမှုပေါ့အဲ့လိုချုပ်ပြီးတော့အဲ့လိုလုပ်နေတဲ့အချိန်မှာအမချက်တော့ပေါ့သွေးတွေကကျတော့ဆရာပေါ့နော်သွေးတွေရန်ကျနေတယ်ပေါ့ဟိုဘယ်နာမှထရားရှိသေးလဲကြည့်ပြပါအောင်ဆိုတော့အဲ့နောက်ကျောကိုမတင်ကြတဲ့လှန်ကြည့်တော့နောက်ကျောမှလည်းတစ်ချက်အဲ့ကြတော့မှနောက်ကျောကိုပါခါယူနာမှထိတာဆိုတော့အဲ့အယိုးဆရာဝင်ပေါ့အယိုးဆရာဝင်အဲ့သူတို့မီးဆက်ရပေါ့ခေါ်ပြီးတော့အဲ့လိုမျိုးဆရာဝင်နေခါခါဟာတော့ထုတ်လိုက်နိုင်တယ်ဒီရှင်ဘက်ကတန်ရာကြတော့သူကအစုပ်ကိုနည်းနည်းထိတယ်လို့ပြောတယ် အဲ့အတွက်ကိုအဆုတ်ဒီလိုမျိုးဆရာဝင်ပေါ့နော်မလာလို့ရှိရင်ထုတ်လို့အဆင်မပြေဘူးဆိုတော့ရေဘော့ကူတာမှုလုပ်ပြီးတော့မနဲ့လုပ်ပြီးလို့ဆိုပြီးတော့အိုက်တိုက်ထားတာဓမ္မတော့အခြေအနေကောင်းနေသေးတယ်။မားလည်းကောင်းလာပြီလို့ပဲပေါ့နော်ထင်တာပေါ့ဒါပေမဲ့ညာဟွာ12နာရီထိုးခံနေလောက်မှာနည်းနည်းခနာကိုယ်တွင်ကသွေးယူရတာအရင်များလား ရမ်းများလာညားလာတဲ့အတွက်ကိုဘယ်လိုပြောမလဲဒီအသက်ရှူပေါက်ဖောက်ထားတဲ့စီကသူရတစ်စက်တစ်စက်တစ်စက်နဲ့ကြာနေတော့အဲ့လေ short ဖြစ်ချင်တယ်လို့ပြောတော့ပြသူရမ်းလို့နာလို့ပေါ့နော် မေးသေးပေးပေးပါမေးသေးပေးပေးပါအဲ့လိုမျိုးတွေပဲအော်နေခြေထောက်တွေရောလက်တွေရောယုံတာပေါ့အရန်တာယုံတော့အဲ့လေဟိုဟာဖိထားရတာပေါ့သူ့အဲ့လိုမျိုးလာနေတဖြည်းဖြည်းနဲ့အဲ့လိုပဲအော်နေတယ်နောက်ပိုင်းကလည်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းညင်းညင်းပြီးသွေး၆ပလင်းသွေးလာသွင်းပြီးတော့ခုနှစ်ပလင်းမြောက်သွားယူနေတဲ့အချိန်မှာသူ့တငယ်ချင်းလေးပြန်လာတဲ့အချိန်ကျတော့အသက်မရှိဘူးဆုံးတယ် ရက်ဆက်ရုံးပါတို့ကြောင့်၃ရက်၃လ2021မှာတနက်ကြီးကဒီမှာတာယာရရှိတယ်ပြီးတော့၄ရက်၃လ2021မှာညီငယ်လေးကကြာဆုံးသွားကြပါတယ်။ဇန်နဝါရီစက်မောက်စီတူရှေခေါ်မြတ်တူရှေဟာအော်လေးအာဇာနီတ တန်းစုတွေမှာတော့ကလေးပဲရှိသေးတော့နှမျောတာပေါ့နော်ဒါပေမဲ့ဟိုသူတို့လှုပ်ရှင်တဲ့စန္ဒကိုလည်းတားလို့မရအောင်ဆိုတော့လှုပ်ပေးထားတာပေါ့ထပ်ပြီးတော့မှပြောချင်တာတော့ခုလှုပ်နေတဲ့ဆက်လှုပ်နေကြတဲ့ကလေးတွေကိုအနေနဲ့ကြည့်အောင်နေကြပါထပ်ပြီးတော့ဒီလိုမျိုးဖြစ်စေချင်တော့ဘူးเนาะအားလုံးကိုယူဆိုင်ကြပါတော့ပြောချင်ကြံခဲ့တဲ့လူတွေသူ့အတွက်ကတော့ဟိုကဘုံကလွယ်လို့ဘာမှလုပ်လို့မရတော့ဘူး